ကျမတို့မှာကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ26ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ ICC တရားရုံးကတရားခင်မင်း online ကိုဖန်ဝရန်အမိတ်အချိန်မီထုတ်ပေးရန်ကုလသမဂ္ဂညီလာခံမှတန်အမကြီးဦးကျော်မိုးထွန်းတောင်းဆိုတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာပြည်သူများကိုအကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်ရန်စွယ်မှကာကွယ်ပေးနိုင်ရေးတရခင်မင်းအွန်လိုင်းကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းအမိန့်အချိန်မီထုတ်ပေးဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ယမန်နေ့ American ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့ကာကွယ်မှုပေးရန်တာဝန်ရှိမှုနဲ့လူမျိုးတုံးတက်ဖြတ်မှုစစ်ရာဇဝတ်မှုလူမျိုးစုအလိုက်တုံ့တင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ပြည်မှုများကာကွယ်တားဆီးရေးနှစ်20ပြည့်အထိမ်းအမှတ်အစည်းအဝေး Responsibility to Protect R2PN The Prevention of Genocide War Crimes Ethnic Cleansing and Crimes Against Humanity မှာတမ်မကြီးကအထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာလူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများရဲ့တရားခံမင်းအောင်နိုင်ကိုဖမ်းဆီး၍နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ Pretrial Chamber 1မှာစစ်ဆေးဖို့ နိုင်ငံတကာရစဝိတ်ခုံရုံးရှိနေက2024ခုနှစ်နိုဝင်ဘာလအတွင်းဝရမ်းလျှောက်ခဲ့တဲ့အပေါ်ကြိုဆိုလက်ခံပါကြောင်းချမ်ဘာအနေနဲ့နိုင်ငံတကာရစဝိတ်ခုံရုံးရဲ့ဖန်ဝရမ်းအမိန့်ကိုအချိန်မီထုတ်ပြန်ရန်လည်းတိုက်တွန်းလိုကြောင်းသို့မှသာပြည်သူများရဲ့အသက်အိုးအိမ်နဲ့စစ်တပ်ရဲ့ရာဇဝတ်မှုရန်စွဲမှကာကွယ်ပေးနိုင်မှာဖြစ်ကြောင်းတန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါတယ်မြန်မာနိုင်ငံမှာရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများမြောက်တဲ့ အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများရဲ့ဒဏ်ကိုအယက်သားပြည်သူများကခါးစည်းခံနေရတယ်လို့အတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာမှာလည်းဖော်ပြထားကြောင်းစစ်အုပ်စုအနေနဲ့ပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုဖျက်ဆီးထားတဲ့အပြင်အကြမ်းဖက်မှုများနဲ့ဖိနှိပ်ချုပ်ချယ်မှုများကိုစနစ်တကျဆက်လက်ကျူးလွန်နေခြင်းကိုကြည်ချင်းအားဖြင့်၎င်းတို့ဟာလူအသက်နဲ့အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုအရေးမစိုက်ကြောင်းကိုမျက်နှာပြောင်စွာပြသနေကြောင်းတမ်မက်ကြီးကနိုင်ငံတကာကိုအတည်ပြုပါတယ်။ စီအိုစုအနေနဲ့ပြည်သူများအပေါ်မှာရက်ဆက် ကြမ်းကြုတ်မှုများဆက်လက်ကျူးလွန်နေပြီးစစ်မှတ်ပြုခြင်းကိုလည်းနေ့စဉ်နဲ့အမျှတိုးမြင့်လှုပ်ဆောင်လျက်ရှိကြောင်းစီအိုစုနဲ့၎င်းတို့နဲ့ဆက်နွယ်နေသူများရဲ့ရရက်ဆက်ဆက်တက်ဖြတ်ခြင်းကိုခံရတဲ့ပြည်သူဥယျ6800ကျော်ရှိတယ်လို့အတည်ပြုထားနိုင်ပြီးဂိင်္ဂနံအမှန်မှာထိုထက်ပိုမိုမြင့်မားနိုင်ကြောင်း၎င်းကထည့်သွင်းပြောဆိုပါတယ်။ရင်းအပြင်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအခြေအနေမှာဆိုးရွားလျက်ရှိကြောင်း3.5သန်းကျော်မှနေရွှတ်ခွာနေရပြီး တန်း20ကျော်မှလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိပါကြောင်းရင်းအနက်30တသမ4တန်းမှအမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြပြီး6တသမ3တန်းမှကလေးငယ်များဖြစ်ကြကြောင်းထိုနည်းတူမတန်ဆွမ်းသူများနဲ့အခြားသောဖေကျင်ခံရတဲ့အုပ်စုများအနေနဲ့လည်းအလားတူအခြေအနေများအောက်မှာထိခိုက်လွယ်လျက်ရှိပါကြောင်းရိုရင်ဂျာများအနေနဲ့လည်းနေရက်ကိုဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာနဲ့ဆန္ဒအလျောက်ပြန်လဲရောက်သွားရေးအတွက်မရေရာမှုများနဲ့ရင်ဆိုင်နေရကြောင်းသိရှိရပါတယ်။ 2005ခုနှစ်ကမ္ဘာထိပ်သီးအစည်းအဝေးမှာအတည်ပြုပြဋ္ဌာန်းခဲ့တဲ့ R2B စီမင်းအယပြည်သူလူထုကိုလူမျိုးသုံးတက်ဖြတ်မှုစစ်ရာဇဝတ်မှုများလူမျိုးစုအလိုက်တုတ်တင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကျူးလွန်ခံရခြင်းမှာကာကွယ်ပေးရန်နိုင်ငံများမှာတာဝန်ရှိတယ်လို့အလေးထားဖော်ပြထားကြောင်းနိုင်ငံတကာနိုင်ငံအနေနဲ့ဒုသို့ဆောင်ရွက်ရန်ပြက်ကွက်လင်းသို့မဟုတ်ပါကရင်းကိုယ်တိုင်အဆိုပါပြစ်မှုများကျူးလွန်သူဖြစ်ရင်နိုင်ငံတကာအတိုင်အဝန်းကစူပေါင်းအရေးယူဆောင်ရွက်ရန်တာဝန်ရှိပါကြောင်း မြန်မာနိုင်ငံရဲ့အကြက်အတဲဟာကြည်ကွဲပွဲကောင်းတဲ့ဥပမာတစ်ခုပင်ဖြစ်နေကြောင်းတန်အမတ်ကြီးကဆိုပါတယ်စေအုပ်စုအနေနဲ့ပြည်တံကင်းလွန်ခွင့်ကိုအတုံးချကလူမဆန်တဲ့လုပ်ရက်များကိုစတိုးကျွလွန်နေပြီးပြည်တွင်းဥပဒေများနဲ့အတူပီရဲ့စီမင်းအနစ်သာရအပါအဝင်အပီပီဆိုင်ရာဥပဒေတုကိုပါချိုးဖောက်လျက်ရှိကြောင်းမြန်မာနိုင်ငံလူအခွင့်ရေးအခြေအနေဆိုင်ရာအထူးစီရင်ခံစာတင်သွင်းသူနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ညားတို့က၎င်းတို့လက်ဝယ်မှာစစ်အုပ်စုမှစနစ်တကျကျူးလွန်ထားတဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာအထောက်အထားအလုံးလောက်ရှိတယ်လို့အတည်ပြုထားကြောင်းနိုင်ငံတကာအတိုင်အဝန်းအနေနဲ့ရင်းသက်သည့်အထောက်အထားများကိုအသုံးပြုပြီးရာဇဝတ်သားများကိုတရားဥပဒေအရတာဝန်ခံမှုရှိစေရန်ဆောင်ရွက်ရမှာဖြစ်ကြောင်းတမ်အမတ်ကြီးကတိုက်တွန်းပြောဆိုသွားပါတယ်နိုင်ငံတကာအတိုင်အဝန်းအထူးသဖြင့်လုံခြုံရေးကောင်စီအနေနဲ့လဲတုံဆိုင်မနေပဲညီညွတ်တော်ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ချင်းကပ်မှုနဲ့စုပေါင်းအရေးယူဆောင်ရွက်ချက်များချမှတ်ရမှာဖြစ်ကြောင်း လူကြုံရေးကောင်စီအနေနဲ့ကောင်စီရဲ့ဆုံးဖြတ်ချက်2669ကိုအခြေခံကအရေးယူဆောင်ရွက်ချက်ကိုပိုဟုပြု၍စောင့်ကြည့်လေ့လာမှုနဲ့အစီရင်ခံမှုရန်ရရတို့ပါဝင်တဲ့ဆုံးဖြတ်ချက်ကိုထပ်မံချမှတ်ရန်အထူးလိုအပ်ကြောင်းစစ်တပ်ထံကိုလက်နက်ခဲယမ်းလေယာဉ်စီနဲ့ငွေကြေးထောက်ပံ့မှုများစီးဆင်းနေမှုကိုချက်ချင်းရပ်တန့်ရမှာဖြစ်ကြောင်းထို့သောလှုပ်ဆောင်ရန်ဒွဒွညီလာခံတဲ့လူခွင့်ရေးကောင်စီဆုံးဖြတ်ချက်များလည်းရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်တိကျပြတ်သားစွာလှုပ်ဆောင်ရမှာဖြစ်ကြောင်း တမ်မကြီးဥကြုံမိုးထွန်းကထပ်မံတိုက်တွန်းသွားပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အေအေနဲ့တော်လန်ရေးတပ်ဖွဲ့များတိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်မကွေးမှာရှိတဲ့စစ်ကောင်စီရဲ့နေရီကန်စီဆိုင်စစ်ဆေးရေးကိစ္စကံရုတ်သိမ်းသွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမကွေးတိုင်းဒေသကြီးငဖဲမြို့ပဒံမြို့အဝင်ဂိတ်တစ်ခုဖြစ်တဲ့စစ်ကောင်စီရဲ့နေရီကန်စီဆိုင်ကိစ္စကံဟာအရခတ်တတော်အေအေနဲ့တော်လန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်ရုတ်သိမ်းသွားပြီလို့စီးရေးသတင်းရှင်းမြစ်များကပြောပါတယ် ပဒံမျိုးအဝင်နေရီကန်စီဆိုင်ဂိတ်မှာစခန်းချနေထိုင်ခဲ့တဲ့တက်မကိုကိုအပါအဝင်စစ်ကောင်စီတပ်သားများဟာဇွန်လ14ရက်ခန့်မှစ၍စခန်းရုပ်သိမ်းသွားခြင်းဖြစ်တယ်လို့တော်လန်ရေးတပ်ဖွဲ့နဲ့နှီးဆက်သူတဦးကပြောပါတယ်။ဒီဇွန်လအထင်းမှာပဲရုပ်သွားတာအရင်ကဆိုအဲ့ဒီဂိတ်မှာစခန်းချပြီးနေခဲ့တာလေတတုတ်ချင်းစီစွန့်ခွာသွားတာအင်အားကတော့အနည်းဆုံး80ဝန်းကျင်လောက်ရှိမယ်ထင်တယ်။အခုအဲ့ဒီဂိတ်မှာစစ်သားတွေမရှိတော့ဘူးလို့ပြောပါတယ်။ အဆိုပါနေရီကစီဆိုင်ကိစခန်းမှာစစ်ကောင်စီတပ်သားများမရှိတော့ပေမဲ့လည်းအနီးအနားဝန်းကျင်နဲ့ဗဒန်းမြို့ထဲမှာအရဲဝတ်များနဲ့တွာလာလှုပ်ရှားကအခြေအနေစောင့်ကြည့်နေတယ်လို့ဗဒန်းဒေသခံအမျိုးသားတဦးကပြောပါတယ်။သူတို့ကစခန်းမှာမနေတော့ပေမဲ့အနီးအနားဝန်းကျင်တွေမှာတွာလာလှုပ်ရှားတယ်။အထူးသဖြင့်ညဘက်အရဲဝတ်နဲ့နေတာပုံများတယ်လို့ဆိုပါတယ်။ယခုရုတ်သိမ်းသွားတဲ့ဗဒန်းမြို့အဝင်နေရီကစီဆိုင်ကိစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကပြီးခဲ့တဲ့မတ်လ30ရက်နေ့ကတကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ လက်ရှိမှာစစ်ကောင်စီဘက်ကအဓိကပဒန်းမှာရှိတဲ့စုံကုန်းအမြောက်တက်ကြီးနဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာ14ကိုသာအဓိကအခိုင်အမာကာကွယ်မှုနဲ့အင်အားအလုံးအရင်းဖြစ်တင်ထားကြောင်းပဒန်းဒေသခံအမျိုးသားကပြောပါတယ်စစ်ကောင်စီကဂေစကန်းတို့စကန်းငယ်တွေထက်အဓိကမကွေးကကပ္ပဆာစက်ရုံတွေကိုမရောက်အောင်ရိုးနဲ့နီးတဲ့အမြောက်တက်နဲ့ကပ္ပဆာ14ကိုအဓိကအင်အားဖြည့်တယ်လက်နက်တက်ဆင်ပြီးအခိုင်အမာပြုလုပ်ထားတယ်နေရီကန်တောင်ဘက်ကိုလည်း အဲ့ဒီဘက်ကနေပဲအဓိကစစ်ကူနဲ့စစ်ကြောင်းထိုးနေတာလို့ပြောပါတယ်။ဗဒန်းမျိုးပြင် area မှာကပ္ပဆာ14မှာစစ်ကြောင်းနဲ့တက်မကိုကိုစစ်ကြောင်းတို့နေရာယူထားပြီးစီးရေးလှုပ်ရှားမှုများပြုလုပ်လျက်ရှိကြောင်းဒေသခံများကပြောပါတယ်။ရခိုင်ရိုးပေါ်အမ်ဘရန်လမ်းမှာရှိတဲ့လက်ရည်ကန်လေချောင်းရံကာကွယ်ရေးဗျူဟာဂုံးရဲ့ကာကင်းစခန်းတစ်ခုဖြစ်တဲ့ငဖဲမြို့နယ်ခွန်စုရွာလမ်းကွဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းကို CDF အရှုံနဲ့လူပေါင်းတက်မတော် NSA တို့ကပူးပေါင်း၍ဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့၍ စစ်ကောက်စီတပ်သားအများအပြားစကန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းဇွန်လ22ရက်နေ့ကထုတ်ပြန်ထားပါတယ်။အေအေဦးဆောင်ပြီးတိုက်ခိုက်နေတဲ့နေရီကန်လေကြောင်းရံကာကွယ်ရေးစခန်းနဲ့အနီးအနားစခန်းများမှာထွက်ပြေးလာတဲ့စစ်ကောက်စီတပ်သားများဟာလည်းတော်လန်ရေးတပ်ဖွဲ့များထံမှကြားဖြတ်တိုက်ခိုက်ခံရတဲ့အတွက်ဖမ်းဆီးခံရမှုများရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ထံကိုရောက်မဲ့လက်နက်၃ပုံတပုံစာအတွက်ငွေကြေးစီးဆင်းမှုကိုဖျက်တောက်ထားနိုင်ပြီလို့ Tom Andrew ကြွေးကြော်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီထံကိုစီးဆင်းမဲ့လက်နက်၃ပုံ၃ပုံစာကိုနိုင်ငံတကာငွေကြေးလမ်းကြောင်းတွေကနေတဆင့်ဖြတ်တောက်ထားနိုင်ပြီလို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Mr. Tom Andrew ကပြောပါတယ်ကုလသမဂ္ဂရုံးဆိုင်ရာဂျနီဗာမြို့မှာယမန်နေ့ဇွန်လ25ရက်နေ့ကပြုလုပ်ခဲ့တဲ့59ကြိမ်မြောက်လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ Mr. Tom Andrew ကသတင်းစိုးရိမ်ကြားကသတင်းကောင်းတစ်ခုဆိုပြီးထည့်သွင်းပြောခဲ့တာပါ မြန်မာစစ်တပ်ထံကိုလက်နက်စီးဆင်းမှုဖျက်တောက်ရေးရဲ60ရာခိုင်နှုန်းကိုစင်ကာပူတနိုင်ငံတဲကနေဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ထိုင်းရဲ့ဘန်ကောက်ဘန်ကလည်းစစ်ကောင်စီရဲ့မြန်မာစီးပွားရေးဘဏ်နဲ့ငွေကြီးဆိုင်ရာချိတ်ဆက်ဆောင်ရွက်တာတွေကိုရပ်နားခဲ့တာကြောင့်အခုလိုလက်နက်စီးဆင်းမှုလျှော့ချနိုင်ခဲ့တယ်လို့သူကထောက်ပြပါတယ်။အလွန်ကောင်းတဲ့တိုးတက်မှုပါ။ဖျက်တောက်ရေးအတွက်ကငွေကြီးအပူမကုန်ပါဘူး။နိုင်ငံရေးနီးလန်းနဲ့ပါပဲလို့အထူးကိုယ်စားလှယ်ကပြောပါတယ်။တစ်ဖက်မှာတော့မြန်မာလူအခွင့်အရေးအကူအညီပေးရေးအတွက်ရမုံငွေတွေလိုအပ်နေပြီး စနစ်ရာဂိုင်းနှုန်းသာအကူအညီရရှိနေတယ်လို့သိရှိရပါတယ်။ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ယာရုရယူပြီးတဲ့နောက်နိုင်ငံတကာကူညီမှုတွေကိုဖျက်တော့ခဲ့ရကနေတက်ရောက်မှုရှိလာတာဖြစ်ပြီး2024မှာ30ရာဂိုင်းနှုန်းအထိရရှိခဲ့ပေမဲ့2025မှာတော့900ရာဂိုင်းနှုန်းသာကျန်ရှိတော့တယ်လို့ထောက်ပြထားပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ဖြူးမြို့နယ်တရားရုံးရှိဇေယဝတီမြို့ရဲစခန်းဘူတာယုံတို့အပါအဝင်စစ်တပ်နေရာ6ခုကိုတပြိုင်တည်းစီးနင်းတိုက်ခိုက်မှု စစ်သား၄ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိခဲ့တဲ့ရုပ်တံကိုတင်ဆက်ပေးပါမယ်ခင်ဗျာဘကိုးတိုင်းတောင်ကိုခရိုင်ဖြူးမြို့နယ်တရားရုံးရှိဇေယဝတီမြို့ရဲစခန်းဘူတာယုံတို့အပါအဝင်နေရာ၆ခုကိုဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ရမှာစစ်သား၄ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိခဲ့ကြောင်းဖြူးမြို့နယ်ပတ်ကဖကပြောဆိုပါတယ်ရမန်နီဇွန်လ25ရက်နေ့မနက်09:24မိနစ်ကဖြူးမြို့နယ်ဇေယဝတီမြို့ဘူတာယုံမှာရှိတဲ့စစ်သားများကိုဖြူးမြို့နယ်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့မှဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ရမှာ စစ်သား3ဦးထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိတဲ့စစ်သားများနဲ့အတူကြံစစ်သားများမှာဘူတာယုံမှစွန့်ခွာထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။ထို့ကြောင့်ဘူတာယုံကိုဝင်ရောက်ရှင်းလင်းစေမှာ MA1 အမျိုးအစားတနက်တလက်ကြီးပေါက်၃ပေါက်ကြီးစံအချို့နဲ့ဖုန်းလေးလုံးကိုတင်ဆက်ရရှိခဲ့ပြီးမိရထားဝန်ထမ်းတအုပ်ကိုလည်းတွေ့ရှိခဲ့ရမှာအလင်းဝင်ရောက်ရမှကြား၍ပြန်လွတ်ပြေးလိုက်ကြောင်းထို့ပြင်ဘူတာယုံဝန်ထမ်းအင်ယာများမှလည်းစစ်ကောင်စီတပ်သားများဝင်ရောက်နေထိုင်ခြင်းရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ ဇေယဝတီဘူတာယုံမှာရှိတဲ့စစ်သားများကိုဝင်ရောက်စီးနှင်တိုက်ခိုက်နေချိန်မှာဖြူးမြို့နယ်ပတ်ကပရဲဘော်များကဖြူးမြို့နယ်တရားရုံးရှိရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာကင်းပတ်သွားလာနေတဲ့စစ်ကောင်စီစစ်ကားများကိုစစ်ဆီးတိုက်ခိုက်ခြင်းဇေယဝတီတကြားဆက်မှာကင်းပုံးချထားတဲ့စစ်သားတွေကိုတိုက်ခိုက်ခြင်းနဲ့ဖြူးပတ်ကပ drone အဖွဲ့မှလည်းဇေယဝတီရေစခန်းကိုဘုံတိချတိုက်ခိုက်ခြင်းတို့ကိုတပြိုင်တည်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ် ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကလည်းဖြူမြွနဲ့အုတ်ဖြတ်မုံလန်းပေါ်မှာရှိတဲ့ဝဲကြီးအောက်ခုံကြီးရွာမှာကင်းပတ်သွားလာနေတဲ့စစ်ကောင်စီတပ်သားများကိုဖြူမြွနဲ့ပကပတိုက်ခိုက်ရေးအဖွဲ့မှရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးစစ်သား၄ဦးသေဆုံးကြောင်းဖြူမြွနဲ့ပကပရဲဘော်များအထိကိမ့်မရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ထိုင်းမြန်မာနယ်စပ်တိုက်ပွဲဖြစ်ပွားနေပြီး ချင်းမိုင်နှခုံဖင်စီယုံမှရေးပေါ်ဆရာဝန်အဖွဲ့ကူညီရန်မဲဟောင်ဆောင်ကိုရောက်ရှိနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ထိုင်းမြန်မာနယ်စပ်မဲဟောင်ဆောင်ခရိုင်ခွန်ရွံမြို့နယ်အနီးမှာယမန်နေ့ဇွန်လ25ရက်နေ့ကပြင်းထန်တဲ့တိုက်ပွဲများဖြစ်ပွားခဲ့ရမှာဒဏ်ရာရရှိသူအများပြားရှိခဲ့တဲ့အတွက်ဒေသရင်းစီယုံများမှလုံလောက်တဲ့ကုသမှုပေးနိုင်မှုမရှိကြောင်းသိရှိရပါတယ်။အဲ့ဒီလိုလုံလောက်တဲ့ကုသမှုများလှုပ်ဆောင်နိုင်မှုမရှိခြင်းကြောင့်ချင်းမိုင်မှာရှိတဲ့နှခွန်ဖင်းစေးယုံမှရေးပေါ်ဆရာဝန်အဖွဲ့ဟာ ယနေ့ဇွန်လ26ရက်နေ့မှာကုညီရန်ထွက်ခွာကြောင်းသိရှိရပါတယ်နကောဖင်းစေးယုံမှမီနီ MERT အရေးပေါ်ဆရာဝန်အဖွဲ့ဟာထိုင်းလီဒတ်ဌာနချုပ်47ရဲ့ပံပိုးမှုလေရင်နဲ့အရေးပေါ်ကူညီရေးပစ္စည်းများအပြည့်အစုံတင်ဆောင်ကမင်းအောင်ဆောင်ကိုဆေလွတ်ခဲ့ခြင်းဖြစ်ကြောင်းထိုင်းနိုင်ငံချင်းမိုင်မြို့ဒေတာရင်းသတင်းများကိုအတိအကထားဖော်ပြပေးနေတဲ့ UME ရှိတဲ့သတင်းဌာနမှဖော်ပြထားပါတယ်။မင်းအောင်ဆောင်ကိုထွက်ခွာသွားတဲ့ဆရာဝန်အဖွဲ့မှဆရာဝန်2ဦး ်ဈေးပဆိုင်ရာကျွမ်းကျင်သူတဦးနဲ့သူနာပြုတ်နှစ်ဦးစုစုပေါင်း၅ဦးတို့ပါဝင်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ